ကမ္ဘာစာနယ်ရိက္ခာ CSN WFP ရဲ့ထောက်ပံ့တွေဟာအမြဲအခမဲ့ဖြန့်ဝေပေးတာဖြစ်ပြီးအဆိုပါထောက်ပံ့တွေကိုရောင်းချတာတွေ တွေ့ရှိရင်ချက်ချင်းရေးယူဆောင်ရွက်သွားမယ်လို့ WFP မြန်မာမှသိရပါတယ်။နေပြည်တော်မှာ WFP အဟာရဖြည့်ဗီဇာကုတ်တွေရောင်းချနေတယ်လို့ဆိုရှယ်မီဒီယာမှာ ရေးနေကြတာ WFP ကသိရှိထားပြီးဖြစ်ပါတယ်။အထူးလို့ရေးသားချက်တွေမှာတတိယထောက်ထားသုံးတရားမတွေ့ရပါဘူး။နေပြည်တော်မှာ ာရဖြေပြီးစကုတ်တွေကိုဧပြီလ3ရက်ကနောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပါထည်။တကယ်တော့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပြန်လည်ရောင်းချဖို့မတင်ပါဘူး။ WFP အနေနဲ့ပုံမှန်လေးလာစောင့်ကြည့်နေတယ်လို့ရောင်းချတာတွေ့ရင်လည်းချက်ချင်းရေးယူဆောင်ရွက်သွားမှာဖြစ်ပါထည်။ WFP ရဲ့ထောက်ပံ့တွေကအငြင်းရန်ခမဲ့ဖြစ်ပါထည်လို့ WFP မြန်မာမှတာဝန်ရှိသူတအူးကပြောပါထည်။ WFP ပြစကုတ်တွေဟာရိုးရိုးပြစကုတ်မဟုတ်ဘဲလက်တလုံးဖြစ်ခဲ့တဲ့ငလင်းဘေးလိုအရေးပေါ်အခြေအနေမျိုးမှာချက်ချင်းစားသုံးနိုင်ဖို့ထုတ်လုပ်ထားတဲ့အထူးအဟာရဖြစ်အစားစားတစ်မျိုးဖြစ်ပါတဲ့ဒီပြစကုတ်တွေဟာအရေးပေါ်အခြေအနေဖြစ်လာတဲ့အခါပုံမှန်အစားတောက်တွေလိုချက်ပြုတ်ဖို့နဲ့ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာအရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ရည်ရွယ်ထုတ်လုပ်ထားတဲ့အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးဖြစ်ပြီး WFP ဟာ ငလင်းလှုပ်ခတ်ပြီး58နာရီအတွင်းမှာငလင်းဘေးတင်ပြည်သူတွေအတွက်အဟာရဖြည့်ပြီးစကူတွေစတင်ဖြန့်ဝေခဲ့တယ်လို့ဆိုပါတယ်ဒီပီစကုတ်တွေက ရောင်းချဖို့မဟုတ်တာကြောင့်လက်ရှိမှာ ပုံမှန်ထမင်းဟင်းစားတောင်နိုင်ပြီဆိုရင်ဘိုးရှန်နေတဲ့ပီစကုတ်တွေကိုမိမိထံပိုလိုအပ်နေသူတွေထံမျှဝေပေးဖို့ကိုလည်း WFP ကတိုက်တွန်းထားပါတယ်လို့သိရပါတယ်ရှင်။